မင်္ဂလာပါရှင်မေလ23ရက်တောက်ကြနေ့အတွက်ရွှေငွေရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့လေးတော့ကန်ကျေးလက်ကျမ်းမာရေးဌာနနဲ့တိုက်နယ်စေယုံတို့အားပြည်တော်စစ်ဝင်ကြီးကြီးစုစစ်ဆေးတဲ့သတင်း ကျမ်းမာရေးဝန်ကြီးဌာနပြည်အောင်စဝင်ကြီးပေါမောက်ခါထောက်တာတက်ခိုင်ဝင်းဟာရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်ထောက်တာနန္ဒာဝင်းနဲ့တာဝန်ရှိသူများလိုက်ပါပြီး2025ခုနှစ်မေလ22ရက်နေ့နနက်10:30မိနစ်30ရင်းရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့တဲခရိုင်ဒဂုံမြို့တဲတောင်ပိုင်းမြို့နယ်လေးတောင်ကန်ရပ်ွက်ရှိလေးတောင်ကန်ကျေးလက်ကျန်းမာရေးဌာနနဲ့လေးတောင်ကန်တိုင်နယ်စေဦးတို့အားရောက်ရှိကြည့်ရှုစစ်ဆေးပြီးလေးတောင်ကန် န်ကျေးလက်ကျန်းမာရေးဌာနမှဝန်ထမ်းများအတွေ့ဆုံကလိုအပ်သည့်များလမ်းညွှန်မှကြားပြီးစေဝါများပံ့ပိုးဖြည့်ဆည်းပေးကြောင်းသိရပါဗျ။ဒီသတင်းကိုတော့တန်တန်အေကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့အခြေခံပညာကျောင်းများတွင်စတင်ကျောင်းအပ်လက်ခံနေတဲ့တွင်2025-2026ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းများတွင်ကျောင်းသားကျောင်းသူများကိုမေလ22ရက်မှစတင်ကကျောင်းအပ်လက်ခံကြောင်းသိရပါသည်။ ကျောင်းအနှံရီတရင်ဘက်ကိုမေလ22ရက်မှဇွန်လ1ရက်ထိတက်မှတ်ထားပြီးကျောင်းအနှံရာတွင်လည်းမြည်သည့်အခကျင်းွေများပေးစရာမလိုကြောင်းနဲ့ကျောင်းသားကျောင်းသူများကိုကျောင်းသုံးဗလာစာအုပ်ဘောပင်ခဲတံကျောင်းဝတ်စုံများကိုလည်းအခမဲ့ထောက်ပံ့ပေးတော်မှာဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားရလို့သိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့မယံကုန်တွင်အငိမ့်စားပုံမှုချုပ်တူပြစ်ခတ်ခံရမှုဖြစ်ပွားတဲ့တဲ့ မရန်ကုန်းမြို့နယ်အမှတ်9ရပ်ကွက်ရွှေနင်းစီ6လမ်းအေအမတ်45နေပုံမှုချုပ်ချိုးထုံအောင်အငိမ့်စာကမ်မောရီးယားတန်အမတ်အငိမ့်စာအားတနတ်သမား2ဦးမှာအေအန်ဒီတရက်တီခုနေစဉ်ပြစ်ခတ်သွားကြောင်းနဲ့ပြစ်ခတ်ခံရသူမှာတမရော်စေယုံကရင်တထောင်စေယုံအယောက်တွင်ကွယ်လွန်သွားကြောင်းသိရပါရယ်အဆိုပါပြစ်ခတ်မှုကိုကိုရန်ဗီလာဝါရီယာဆိုတဲ့အဖွဲ့ကမေလ22ရက်နနက်9:30မိနစ်20ခန့်တွင်၎င်းတို့ပြစ်ကြံလုခန့်ခဲခြင်းဖြစ်ကြောင်းထုတ်ပြန်ထားတယ်လို့သိရပါ ပါရရှင်။ထပ်မံတင်ဆက်ပေးမှာကတော့တွန်တေးမြို့နယ်မိုးစပါးရာသီတွင် မိုးစပါး၈၁၃၃၅အေကာဆက်ပြိုးရန်ရထားတဲ့တဲ့တင်။ရန်ကုန်တိုင်းဒေသကြီးတွန်တေးခရိုင်တွန်တေးမြို့နယ်တွင်၂၀၂၅ခုနှစ်မိုးရာသီမိုးစပါးဆက်ပြိုးရန်အေကာ၈၁၃၃၅ရထားကြောင်းမြို့နယ်ဆက်ပြိုးရေးဦးစီးဌာနမှသိရပါဗျ။ 2024-2025ခုနှစ်မူစပါရာသီတွင်တွန်တေးမြို့နယ်အနေဖြင့်11335ဧကစိုက်ပျိုးခဲ့ပြီးတဧကကိုပြင်းမြ68.1တင် ထွက်ရှိကစပါတင်မှာ55သိန်း4540တင်ထွက်ရှိခဲ့ကြောင်းသိရပါဗျ2024-2025ခုနှစ်တွင်နှွေစပါ46135ဧကစိုက်ပျိုးနိုင်ခဲ့ပြီးတော့တဧကပြင်းမြအထက်နှုန်း96.5တင်ဖြစ်ကြောင်းသိရပါဗျ ယခုနှစ်တွင်ဒေသခံတောင်သူများအနေဖြင့်ဒေသနှင့်ကိုက်ညီတဲ့မီတုံ၊ငကြွေ၊ရက်ကူးစေ၊ကောင်းညင်း၊နှံကာ၊အေယာမင်းမနောတုခါတို့ကိုဆက်ပြူးသွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့မျိုးလိုင်ကပေးပို့လာတာပါ။ပရိသတ်များရှင်ကျမတို့ရှန်ကုန်မီယာကလည်းရန်ကုန်တိုင်းဒေသကြီးတွေမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ရရှိပေးခဲ့ကြတဲ့ပရိသတ်များကိုကျေးဇူးတူးတင်ရှိပါတယ်ရှင်။